စီရေးပฏิပခါတွေအချိန်ကြာမြင့်လာတာနဲ့အတူနောက်ဆက်တွဲအနေနဲ့ရှမ်းနဲ့ကယားပြည်နယ်မှာတနိုင်တပိုင်းဘိန်းဆိုင်ပြိုသူတွေနှစ်စဉ်ပုံများလာတယ်လို့ဒေတာခဏီစီကနေသိရပါဗါးခွန်စောဦးသတင်းပေးပို့ထားတာပါရှင်2021ခုနှစ်စစ်တကအာနာသိမ်းပြီးနောက်ပိုင်းရှမ်းနဲ့ကယားပြည်နယ်မှာ ခုခံတွန်းလှန်စစ်ပွဲတွေဖြစ်ပွားနေပါတယ်အဲ့ဒီဒေတာမှာအိုးရင်ဆွန့်ခွာပြီးတင်းရှောင်နေကြရတဲ့စစ်ပေးရှောင်ဦးရီရလည်းတိုးများလာနေတာပါစီရေးပฏิပခါတွေ အချိန်ကြာမြင့်လာတာနဲ့အတူဘိန်းဆိုင်ပြမှုဟာလည်းနှစ်စဉ်တိုးများလာနေတယ်လို့ဒေတာကန်တွေကပြောပါတယ်တော်တော်ဆိုင်ငနေကားဆောင်ပုံများသေးတယ်။သာဝတ်နေကြီးပဲပေါ့အဓိကတတိမောင်တင်နေပြီလေအခုမှမြမငမတစ်ချိတ်နေတယ်။အဲ့ဒါဒီဘချမ်းတပုန်နေကြီးပဲ။မြမနိုင်ငံအတွင်းမှာဘိန်းဆိုင်ပြမှုမွေးစေဝါထုတ်လုပ်ဖြန့်ပြူရောင်းချမှုလောင်းစားမှုနဲ့ဒူးစရိုက်မှုတွေဟာအာနာဒိန်းစစ်ကော်မရှင်တပ်အပြင်တိုင်းနာလက်နက်ကင်တပ်တွေကပါအဓိက ပြုလုပ်နေကြပါလေ။ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ဒေတာတွင်တရားဥပဒေစိုးမိုးမှု ရော့ကျလာပြီးဘိန်းဆိုင်ပြိုးမှုအပြင်တခြားသောကြီးမားတဲ့ဒုစရိုက်မှုတွေဟာပုံမှန်များပြားလာနေတယ်လို့ CDN အရာတန်းတဦးကဆိုပါတယ်မြန်မာနိုင်ငံကခုလိုဘိန်းဆိုင်ပြိုးမှုမြင့်တက်လာတာအထူးဆန်းလည်းမဟုတ်တော့ဘူးတချို့သော ERO တွေ EAO တွေနဲ့ပေါင်းပြီးတော့မှရင်ထဲကဘိန်းလုပ်ငန်းတွေလုပ်နေရှိတယ်ဒါတင်နေဆက်ကတိုင်းမှုတွေစတိုင်းမှုတွေကောင်းကောင်းသိတယ်သူတို့ကိုယ်တိုင်ဦးဆောင်ပြီးတော့မှအချို့မြရရပြီးလောက်ကင်နေတဲ့ ဘိန်းဆိုင်ပွေးလုပ်ငန်းရှိရဲ့ကြားဖြန့်လုပ်ငန်းတွေရှိတယ်။ပြီးမှောက်ဟူမှန်သမျှဒီစတက်နဲ့ကင်းနဲ့မောင်ကိုဆိုတော့မရှိတဲ့လောက်ရှားတယ်။27အာနာသိမ့်ပြီးနောက်ပိုင်းမှာဒါတွေကိုသူတို့ပေါ်ပေါ်တင်တင်လောက်ခွင့်ရလာတယ်။လောက်ခွင့်ရတဲ့အတွက်ကြောင့်မလို့ဘိန်းဆိုင်ပွေးကဘာနံပါတ်1ဖြစ်သွားတယ်ဒါပဲ။စစ်တကအာနာသိမ့်နဲ့၅နှစ်နီးပါးအတွင်းစစ်တရဲ့တိုက်ခိုက်မှုတွေကြောင့်ပြည်သူလူထုအိုးအိမ်ပေါင်းသိမ့်နဲ့ချီပြီးပျက်စီးခဲ့ပါတယ်။ဒါအပြင်စစ်တကစီရေးပိကတွေဖြစ်ပွားနေတဲ့နေမြေတွေကို စေဝါနဲ့ကုန်စည်စီစဉ်မှုလမ်းပန်းဆက်တွေအပြင်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုပါဖျက်တောက်ထားပါတယ်။ဒါကြောင့်ပြည်သူလူထုတွေမှာအလောက်ကန်ရှားပါလာပြီးကုန်စည်နှင်းကြီးမြမှုတန်ကိုခန်းစားနေကြရလို့ဒေတာတွင်ပိန်းဆိုင်ပြုံးမှုနဲ့လူစရိုက်မှုတွေဟာနှစ်ဆင့်တိုးများလာနေတာပါ။မြန်မာနိုင်ငံရဲ့ပိန်းဆိုင်ပြုံးမှုဟာဆယ်နှစ်တာကာလအတွင်းစံချိန်တည်းအမြင့်ဆုံးကိုရောက်ရှိနေပြီး ကမ္ဘာပိဆိုင်ပြိုးမှုနံပါတ်၁နိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေကြောင်းကုလသမဂ္ဂမိုးရိပ်ဇေဝနှင့်ရာဇဝတ်မှုဆိုင်ရာ UNODC ရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်ကျွန်တော်ခွန်စောဦးပါ